မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ဗန်ဝဲကျင်းမှာနေတိုင်းလို့လို့ကြားနေရပေမဲ့တကယ်တမ်းအထက်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာသေသေးချာချာမသိကြတဲ့ကိစ္စတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ကြားဖြတ်ပါကြားဖြတ်ဆိုတာကြားလိုက်ရုံနဲ့လူတိုင်းကအော်ဖုံးဆက်ပြီးပတ်စံလိန်တာလေးလို့လွယ်လွယ်ကလေးတွေးမိကြပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေတကယ်တမ်းကျတော့ဒီစကလုံးရဲ့နောက်ကွယ်မှာရှိနေတာကဖုံးတစ်လုံးနဲ့ငွေလိန်တာထက်အစာပေါင်းများစွာပိုနက်နေတဲ့ သွေးပြက်စရာခေါင်းနဲ့ရာဇဝဲမှုကွန်ရက်ကြီးတစ်ခုဖြစ်ပါတယ်။ကြားဖြန်းဆိုတဲ့စကားလုံးဟာတရုံစကားကြားဖြန်းကနေဆင်းသက်လာတာလည်းဖြစ်ပါတယ်။အတိတ်ဘဏ်ကတော့လိန်လေလေဖျားခြင်းပေါ့။ဒါပေမဲ့ဒီကနေ့ခေတ်အရှိတောင်အားရှမှာတော့ဒီစကားလုံးဟာအွန်လိုင်းငွေလေးကိုင်းတွေကိုကိုစားပြုတဲ့နန်းစားတစ်ခုဖြစ်လာခဲ့ပါပြီ။သူတို့ဟာကမ်ဘောဒီးယားလာအိုနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနယ်စပ်လိုဥပဒေစိုးမိုးမှုအားနည်းတဲ့နေရာတွေမှာခံတဲ့ကြီးတွေဆောက် လက်နက်ကင်တွေနဲ့ပူးပေါင်းပြီးတော့ကိုပိုင် empire တစ်ခုထူထောင်ထားကြတာပါ အထက်မှာလူကုန်ကူးမှုမိုးရစ်ဆေးငွေကြေးခေါ်ဝါချမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေပြည့်နေနေပါတယ်ဒါဆိုရင်ဒီကြားပြန်လို့ empire ကြီးကဘယ်လိုလဲပတ်နေသလဲတရင်တော်တယောက်ရဲ့မျက်မြင်ကိုယ်တွေအဖြစ်ပြက်ကနေတဆင့်ဒီဇယ်လန်းလေးကိုကျွန်တော်တို့အတူတူခြေရခံကြည့်ကြရအောင်ပါပထမဦးဆုံးအနေနဲ့ဒီလုပ်ငန်းကြီးကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုခက်ရှင်းရှင်းလေးပြောပြခြင်းပါတယ်သူတို့ရဲ့လှုပ်ရှားမှုကစနစ်တကျရှည်လွန်းလို့ ကုမ္ပဏီကြီးတစ်ခုလဲပတ်နေတယ်လို့မျိုးပါပဲအဆင့်50ဆင့်ရှိပါတယ်ပထမအဆင့်ကတော့အခြေစိုက်စခန်းတိဆောက်တာပါသူတို့ဟာမြန်မာပြည်နယ်ဆက်လိုနေရာမျိုးတွေမှာမြေတွေငါခြံစည်ရိုးတွေအမြင့်ကြီးတွေခတ်တိုက်ကြီးတွေဆောက်ပြီးတော့လက်နက်ကင်တွေကိုပတ်စံပေးပြီးလုံခြုံရေးယူထားလိုက်ပါတယ်အပြင်ကလူဝင်လို့မရအထက်ကလူထွက်လို့မရတဲ့အနေအထားပေါ့ဒုတိယအဆင့်ကတော့တားကောင်ရှာဖွေခြင်းပါပဲဒုတိယအဆင့်ကတော့တားကောင်ရှာဖွေခြင်းပါအဆောက်အအုံပြီးသွားပြီဆိုရင်တော့သူတို့ကအင်တာနက်ပေါ်တက်လာပါတယ် Facebook, Instagram, dating application တွေကနေတဆင့်နိုင်ငံခြားကငွေကြေးချမ်းသာတဲ့သူတွေကိုပြစ်မှတ်ထားပြီးရှာဖွေကြပါတယ်။တခါတလေသူတို့လိုချင်တဲ့လူစည်းရင်းတွေကိုတောင်းဝယ်ယူတတ်ကြပါသေးတယ်။တတိယအဆင့်ကတော့အဆိုးဆုံးပါပဲ။လူသစ်စုဆောင်းတာနဲ့လူကုန်ကူးတာပါ။ online မှာလာစာကောင်းကောင်းအလောက်ကအခွင့်အလမ်းကောင်းကောင်းတွေပေးမယ်ဆိုပြီးကြော်ညာပါတယ်လာစာသိန်း30 40ရမယ်ဘာသာစကားပဲကျွမ်းကျင်ရပြီဆိုပြီးမလုံးပေးတာမျိုးတွေပါ ။ပညာတဲ့လူငယ်တွေဟာဒီထောင်ချောက်ထဲဝင်မိသွားကြပါတယ်။ရောက်သွားတာနဲ့ဖုံသိမ်းခံရတယ်။အပြင်ထွက်ခွင့်ပိတ်ပင်ခံရပြီးတော့လိန်လဲတဲ့အလုပ်တွေကိုအတင်းအာဓမစေခိုင်းခြင်းခံရပါတော့တယ်။စရုဒ္ဓအစဉ်ကတော့လိန်လဲခြင်းအမှုပညာပါပဲ။ဒီအစဉ်မှာကတော့တားခေါင်တွေကိုစပီးလှုပ်ရှားပြီးအများဆုံးလောက်တာကတော့အချစ်ဇလန်ဖန်နီးပြီးတော့ငွေလိန်တာနဲ့ယင်းနှိမ့်မြုပ်နှံမှု အတုတွေပါပဲအစာပိုင်းမှာတော့အမျက်နဲ့နဲ့ပေးပြီးယုံကြည်မှုကိုယူပါတယ်နောက်ပိုင်းမှာတော့ငွေအများကြီးထည့်လာပြီးဆိုရင် အဆက်အသွယ်ဖျက်ပြီးလစ်ပြေးတာမျိုးပါဒီအချိန်မှာလုံသမားတွေကတာကတ်မပြည့်ရင်ရိုက်နှက်ခံရမယ်လျှက်စင်းနဲ့ short tight ခံရတာတွေလည်းရှိပါတယ်နောက်ဆုံးပြင်ဆင်မအဆင်ကတော့ဖျောက်ဖျက်လစ်ပြေးခြင်းပါပဲငွေရပြီဒါမှမဟုတ်နိုင်ငံတကာ PR အရန်များလာပြီဆိုရင်တော့သူတို့ကအကုန်ဖျောက်ဖျက်ပြီးတခြားတနေရာတစ်ခုကိုပြောင်းသွားကြပါတယ်ဒီလုပ်ငန်းကြီးအကြောင်းကိုနားလည်ပြီးဆိုရင်ဒီဆက်ရန်နေရာကြီးအောက်မှာကြီးမွှတ်သွားရတဲ့လူသားတွေအကြောင်းကိုဆက်ပြောပြခြင်းပါတယ် ။တရင်တော်တယောက်ကိုယ်တိုင်တွင်းဆုံမေးမြန်းခဲ့တဲ့ဖြစ်ရပ်မှန်တွေပါ။ပထမဦးဆုံးမိတ်ဆက်ပေးခြင်းတကတော့ရဲဖုံးဆိုတဲ့လူငယ်လေးတယောက်ပါ။သူကထိုင်ဝမ်နိုင်ငံသားလမ်းမေးဆိုတော်လေးတယောက်ပါ။ရိုးသားတဲ့အမှုပညာကိုချစ်တယ်။ဒီနေ့တော့ online မှာသူ့ဘဝကို ပြောင်းလဲပေးမယ့်အလုပ်ကြော်ညာတစ်ခုကိုသူတွေ့ခဲ့ပါဗျ။သူထိုင်းကိုရောက်အောင်လာတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲထိုင်းမြန်မာနယ်စပ်မဲဆောက်ဘက်ကိုခေါ်ဆောင်တာကိုခံလိုက်ရပြီးတော့မြောက်မရီကကြားဖြတ်စခန်းတစ်ခုတည်းကိုရောက်သွားခဲ့ပါဗျ။ သူ့ကိုဖမ်းထားတဲ့ရပ်ပေါင်း20ဟာငရဲပါပဲတဲ့သူလွတ်လာလို့သာကျွန်တော်တို့ကဒီစကားကိုကြားခွင့်ရတာပါလူပေါင်းများစွာကတော့ရပ်ဖုံးလို့ကံမကောင်းခဲ့ကြပါဘူးနောက်တစ်ယောက်ကတော့တရုတ်တရုတ်ဆောင်ဝမ်ရှင်းပါကြော်ကြားတဲ့တရုတ်ဆောင်တယောက်တောင်းအလွတ်မပေးပါဘူးတရုတ်ဆောင်ရွေးပွဲရှိတယ်ဆိုပြီးလိန်လေခေါ်ခံရပြီးတော့မြောက်မတီကိုရောက်သွားတယ်လို့ဆိုပါတယ်သူတရင်ကတရုတ်ပြည်မှာကြီးမှာအရန်ဟိုးလေးတကြောကြောဖြစ်ပြီးတော့လူမှုဖီအားကြောင့်အစိုးရကဝင်ပါလို့သာလွတ်လာတာပါ ဒီလိုဖြစ်ပျက်ကဘာကိုပြနေတယ်လဲဆိုတော့ဘယ်သူမဆိုဘယ်အလွာကမဆိုဒီကြားပြန်နေရဲ့တားကောင်ဖြစ်သွားနိုင်တယ်ဆိုတာပါပဲသူထိုင်ဝမ်မှာနေတော့ကဒီလိုခိုင်းတွေကိုလေးလာခဲ့ဘူးပါတယ်တဲ့သူတို့အလုံးလုံးပုံကတိတ်ကိုတည်တတ်ပါတယ်တယောက်ကတားကောင်ကိုစကားပြောဆွဲဆောင်မဲ့သူ နောက်တယောက်ကရှေ့နေလိုလိုရဲလိုလိုဟန်ဆောင်ပြီးဝင်ပြောမဲ့သူနောက်ဆုံးကြမှာငွေလွဲလက်ခံမဲ့သူ ဆိုပြီးတော့ဌာနစိတ်တွေခွဲထားတာပါ အထင်းကဝန်ထမ်းတွေခံပြမှာလဲတနာเสียရပါပဲတက်ကတ်မပြည့်ရင်ထမင်းမကြွေဘူးရေးမတိုက်ဘူးဆိုတဲ့ဥပဒေတွေနဲ့အုတ်ချုပ်ခံနေရတာဖြစ်ပါတယ်အခုကျွန်တော်တို့မြင်နေရတဲ့မြင်ကွင်းကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြဝတီဘက်ကိုရွှေ့လိုက်ရအောင်ပါတောင်းရင်မြင့်ရဲ့တစ်ဖက်ကမ်းမှာထိုင်းနိုင်ငံမဲဆောက်မြို့ရှိပြီးတော့ခိုးဘက်ကမ်းမှာတော့မြန်မာနိုင်ငံကမြဝတီမြို့ရှိပါတယ်အရင်တုန်းကတော့ကုန်စည်ကူးတက်ရလမ်းကြောင်းပေါ့ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ခိုးဘက်ကမ်းကမြဝတီဟာကွန်ကရစ်ဒုံးကြီးတွေနဲ့စောက်ထားတဲ့အဆောက်အုံတွေ မုတ်တီအောင်မြင်းနဲ့ခြံစည်းရိုးတွေနဲ့ငွေလင်ကိုင်းမြို့တော်ဖြစ်လာခဲ့ပါပြီ။ထိုင်းဘက်ကမှဒီအွန်လိုင်းအလုပ်သမားတွေဟာအတူတွေပါမယုံကြပါနဲ့ဆိုတဲ့သတိပေးဆိုင်ပုဒ်တွေထိုင်းဘာသာရောတရုတ်ဘာသာနေနဲ့မှအများကြီးစိုက်တူထားပါတယ်။ဒါပေမဲ့ဒီဆိုင်ပုဒ်ကလူကုန်းကူးသူတွေကိုမတားဆီးနိုင်ခဲ့ပါဘူး။နေ့စဉ်နဲ့မြတ်လူပေါင်းများစွာဟာတရားမဝင်လမ်းကြောင်းကနေမြမပဲအချမ်းကငရဲကန်းစီကိုပို့ဆောင်ခံနေရတော့မှာပဲ။ နိုင်ငံကဖိအားတွေများလာတဲ့အခါထိုင်းဘက်ကနေတည့်ဆင်ပြီးဖြတ်တောက်တာတွေအင်တာနက်လိုင်းဖြတ်တောက်တာတွေလုပ်ခဲ့ပါတယ်။ဒီလိုနှိမ်နှင်းလိုက်တဲ့အခါမှာထွက်ပေါ်လာတဲ့အမှတ်တရကပိုးပြီးထိတ်လန့်စရာကောင်းပါတယ်။အဲ့ဒီအထက်မှာရှိနေတဲ့သူတွေကတရုတ်တွေကြီးမဟုတ်ပါဘူး။အာဖရိကတိုက်ကကင်ညာ၊ယူဂန်ဒါလိုနိုင်ငံသားတွေအာရှက BNN အင်ဒိုနီးရှားဖိလစ်ပိုင်အိန္ဒိယနိုင်ငံသားတွေပြောရရင်ကမ္ဘာကုလသမဂ္ဂအသေးစားလိုလူမျိုးပေါင်းစုံစုဝေးရောက်ရှိနေတာကိုတွေ့ရမှာပါ။ ဥပမာကင်ညာနိုင်ငံသား၅ဦးဆိုရင်မြန်မာပြည်ထဲမှာလူကုန်ဦးခံရလို့သူတို့တန်မတ်ကလာခဲ့ခဲ့ရပြီးတော့နောက်ပိုင်းမှာလူ200ကျော်ကိုပြန်ပို့ပေးခဲ့ရပါတယ်။ပြီးခဲ့တဲ့လပိုင်းနှိမ်နှင်းမှုမှာတင်နိုင်ငံသား6000လောက်ဖမ်းမိခဲ့ပြီးတော့အဲ့ဒီအထက်မှာအာဖရိကသားတွေရာနဲ့ချီပါနေတာဟာအံ့ဩစရာပါ။အခုဆိုရင်ထိုင်းနိုင်ငံမဲဆောက်ဘက်မှာမြန်မာဘက်ကပြန်လွတ်လာတဲ့နိုင်ငံသားတွေကိုနေရက်ပြန်ပို့တဲ့စစ်စီရင်ကြီးလုပ်နေပါတယ်။ အရင်ကကုန်တင်ကားကြီးတွေနဲ့စီကားခဲ့တဲ့နေဇက်ဂိတ်ဟာအခုတော့တိတ်ဆိတ်နေပြီးလူတွေကိုတဲထုတ်နေတဲ့ဘတ်ကားကြီးတွေကိုပဲတွေ့ရပါတယ်။သတင်းတောင်ရောက်သွားတဲ့နေ့မှာတော့ BNN တူနီရှားဖိလစ်ပိုင်ရိုမေးနီးယားစတဲ့နိုင်ငံပေါင်းစုံကလူ89ယောက်ကိုပြန်ပို့တာတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ပြဿနာကမပြီးသေးပါဘူး။နိုင်ငံတိုင်းကကိုယ်နိုင်ငံသားတွေကိုပြန်ခေါ်ဖို့လင်ရင်စေးမတက်နိုင်ကြတော့ပါဘူး။ဒီတော့လွတ်လာတဲ့သူတွေဟာထိုင်းဘက်ကထိမ့်သိမ်းရေးစခန်းတွေမှာလာနဲ့ချီပြီးတောင်းတနေကြပါတယ် စိတ်ပြက်စရာကောင်းတာကစက္ကန်းတွေမှာလူတွေချက်တိတ်နေပြီးတော့တချို့ဆိုဟိုဘက်ကန်းကငွေလိမ်ကိုင်းနဲ့ပြန်ပို့ခံရတော့မယ်ဆိုတဲ့ကောလာဟာလာတွေကြောင့်ထွက်ပြေးမှုစူးစမ်းကြတာတွေတောင်းရှိပါတယ်။လက်နက်ကင်တွေကလည်းဝင်ခံပါတယ်။ငါတို့လည်းလူအင်အားမရှိတော့ပါဘူး။ပြီးမခံနိုင်တော့ဘူးဆိုပြီးတော့ပေါ့ဒီနေရာမှာအရေးကြီးဆုံးမေကွန်းတစ်ခုထွက်ပေါ်လာပါတယ်။ဒီပြန်လွတ်လာတဲ့သူတွေကတကယ်ရောတားကောင်ဟုတ်ရဲ့လားလူအုပ်ကြီးတဲ့မှာအတင်းအဓမ္မစိတ်ကိုင်းခံရတဲ့တားကောင်အစ်စ်တွေပါတယ်လို့ လစာမဲ့လို့ကိုရိုင်းသွားအလုံးလုံးပြီးအဆင်မပြေမှပြန်ပြေးလာတဲ့ရာဇဝတ်ကောင်တွေလည်းရောနှောနေနိုင်ပါတယ်။တချို့ကမိသားစုကိုဖုံးဆက်တုံးကသားတို့အတင်းခိုင်းခံရလို့ပါလို့ပြောပေမဲ့တကယ်တမ်းဟိုရောက်တဲ့အခါကျတော့ငွေရလွယ်တဲ့လိန်နီးတွေကိုသဘောကျပြီးပျော်ပျော်ကြီးဆက်လုံနေတဲ့သူတွေလည်းရှိပါတယ်။ဘယ်သူကသားကောင်ဘယ်သူကတရားခံလဲခွဲကြဖို့ကအရန်ခက်ခဲနေပါတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီတိုက်ပွဲကြီးကမပြီးဆုံးသေးပါဘူး။မြဝတီဘက်မှာမိဖြက်လိုက်ပြီးမြဲ ငွေလိမ်ဝင်းတွေကမိဆက်ကြီးတွေဆူလာပြားကြီးတွေတက်ပြီးဆက်လဲပတ်နေကြပါတယ်။ internet line ဖြတ်လိုက်ရင် Elon Musk ရဲ့ Starlink လို့ဂျိုရု internet တွေကိုသုံးပြီးဆက်လိမ်နေကြတော့မှာပဲ။ရွှေကုတ်ကိုဘက်ကမြို့တကြီးဆိုရင်ညဘက်မှာမီးရောင်စုံတွေနဲ့ထိန်လင်းနေစေဆောက်လုပ်ရေးတွေဆက်လုပ်နေစေပါပဲ။ဒီပြဿနာကမြန်မာနိုင်ငံတစ်ခုတည်းရဲ့ပြဿနာတော့မဟုတ်ပါဘူး။ကမ္ဘောဒီးယားမှာလည်းဖြစ်နေပါတယ်။လာအိုမှာလည်းရှိနေပါတယ်။တာဟာနယ်စပ်မဲ့ရာဇဝတ်မှုကြီးတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကြားဖြန်းဆိုတာကြားလိုက်ရရင်တမ်းမှန်ဖုံးလင်တာလောက်ပဲမမြင်ပဲလူသားပေါင်းများစွာရဲ့ဘဝတွေမျက်ရည်တွေသွေးတွေနဲ့တိဆောက်ထားတဲ့ကြီးမားတဲ့ရာဇဝဲလုပ်ငန်းကြီးတစ်ခုအဖြစ်သတိပြုမှုဖို့တော့လိုအပ်ပါတယ်။ပြီးတော့ကိုကိုတိုင်ကလည်းဒီမလုံးကြီးတွေရဲ့တားကောင်မဖြစ်ရအောင်သတိရှိရှိနဲ့နေထိုင်ကြဖို့တိုက်တွန်းရင်းဒီဇယ်လန်းလေးကိုညီကုန်းချုပ်လိုက်ပါရခင်ဗျာ။အားလုံးပဲဘေးအန္တရာယ်ကင်းရှင်းကြပါစေ။